နယူကာဆယ်တင်အားကာရာဘောင်းလိဖလာပိုလူပွဲမှာလီဗာပူးတင်ကို2ဂိုး2ဂိုးနဲ့အနိုင်ရရှိပြီးချန်ပီယံဆုကိုရရှိခဲ့တဲ့နောက်နီးပြအဒီဟိုဝီကနောက်ထပ်ဆုဖလာတွေထပ်မံရယူနိုင်ဖို့ကစားသမားတွေကိုစင်ခုံမှုပြုလုပ်ခဲ့ပါတယ်။အဒီဟိုဝီကအန်ဩစရာကောင်းတယ်လို့ခန်းစားရပါတယ်။မယုံနိုင်စရာကောင်းတဲ့နေ့တနေ့ဖြစ်ခဲ့ပြီးကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်အလွန်ကျေနပ်မိပါတယ်။ဒါကကံကောင်းခဲ့တာမဟုတ်ပဲအပြည့်ဝထိုက်တယ်မှုရှိခဲ့တာပါ။ဒီဆုဖလာကိုရယူပြီးအကြာကြီးစောင့်ခဲ့ရတဲ့ဆုဖလာမရရှိတာကိုအဆုံးသတ်နိုင်ခဲ့တဲ့အတွက် ပြောရွှင်သလိုအနာဂတ်မှာကျွန်တော်တို့တွေ supply တွေပို့ပြီးရယူနိုင်ဖို့မျှော်လင့်ပါတယ်။ဘလုံးမှာအမခန့်ချက်မရှိပေမဲ့ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာကိုပြသခဲ့တယ်လို့ပြောခဲ့တာပါ။ Carabao League Flag ကိုအတင်းတမိုင်းတစ်လျှောက်ပထမဆုံးအချိန်ရယူနိုင်ခဲ့တဲ့ Newcastle အသင်းဟာ1955ခုနှစ်က FA Player ရယူပြီးနောက်ပိုင်းနှစ်ပေါင်း80အကြာမှပထမဆုံးပြည်တွင်း supply ကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြင် Newcastle အသင်းအတွက်ဒီ supply ဟာ1969ခုနှစ်က Intercity supply ရရှိပြီးတဲ့နောက် 56နှစ်ကြာဆောင်းဆိုင်ခဲ့ရတဲ့ဆူဖလာလက်မဲ့ဖြစ်ခဲ့မှုကိုအဆုံးသတ်နိုင်ခဲ့တာပါညူကာဆယ်တင်အား1969ခုနှစ်ကနောက်ဆုံးဆူဖလာရရှိပြီးမှအဓိကပြိုင်ပွဲတွေရဲ့ဘလူပွဲ၅ပွဲရှင်ပြိုင်ခဲ့ရပြီးမဲ့၅ပွဲစလုံးအရေးနိုင်ခဲ့ပြီးတကူးသာတွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်ညူကာဆယ်တင်အားကာရာဘောင်းလိဖလာပြိုင်ပွဲမှာချန်ပီယံဆုကိုရရှိခဲ့တာကြောင့်လာမယ့်ရာသီကွန်ဖရင့်လိပြိုင်ပွဲရဲ့ပလေးအော့ဖ်အဆင့်ကိုရှင်ပြိုင်ခွင့်ရရှိခဲ့တာပါဒါပေမဲ့ညူကာဆယ်အသင်းအားလာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲကိုရှင်ပြိုင်ခွင့်ရရှိဖို့ပြင်မှတ်ထားနေတာဖြစ်ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကမှချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့လီဗာပူးတင်အားကာရာဘောင်းလိဖလာချန်ပီယံဆုကိုပါလက်လွတ်ခဲ့ရတဲ့အတွက်ဒီအဒီမာရယူနိုင်စရာဆူဖလာဖြစ်ပရီးမီးယားလိချန်ပီယံဆုတာရှိရတော်ဖြစ်ပါတယ်။လီဗာပူးတင်နီပြအနီစလော့ကရလနဲ့စွမ်းဆောင်ရည်ကိုစိတ်ပြက်ပြီးညူကာဆယ်အသင်းချန်ပီယံဆုရရှိဖို့ထိုက်တန်တယ်လို့ပြောခဲ့တာဖြစ်ပါတယ်။